ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမပြောပြချင်တာကတော့သင်္ဘောဝင်သင်္ဘောရွက်ရဲ့ကျမရဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးမှာဖြစ်ပါတယ်လူတရမင်းများကမြင်နာနဲ့ရှုံသွားတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ခါတဲ့အရာသာကြောင့်ပါဒါပေမဲ့ဒီလိုခါသက်သက်အရွက်အပွင့်ဟာ ကျမတို့ရဲ့ကျမရဲ့အတွက်တကယ်ကိုအဖိုးတန်ပြီးအစွမ်းထက်ပါတယ်နော်ဒါကြောင့်စားသင့်တဲ့အကြောင်းရင်းတွေကိုပြောပြပေးပါမယ်နော် dick သင်္ဘောပွင့်မှာပါဝင်တဲ့ antioxidant ဓာတ်တိုးဆန့်ကျင်ဓာတ်တွေကခန္ဓာကိုယ်ထဲကမကောင်းတဲ့ဓာတ်တွေကိုတိုက်ထုတ်ပြီးကင်းစားဖိကွားမှုကိုလျှော့ချပေးနိုင်တဲ့အစွမ်းရှိပါတယ်။နီးသင်္ဘောပွင့်ကသွေးဥမွာထုတ်လုပ်မှုကိုလှုံ့ဆော်တာကြောင့်သွေးအားနည်းရောဂါခံစားနေရသူတွေအတွက်အထူးကောင်းမွန်ပါတယ်။၃သွေးရင်းတကြားဓာတ်ကိုဟန်ချက်မြည်အောင် ထိန်းကြီးနိုင်လို့စီးကြိုသမားများအတွက်ပါအကျိုးရှိစေပါတယ်။၄ တင်မိုးပွင့်ကအစာကျေစနစ်ကိုအလွန်ကောင်းမွန်စေပြီးဦးလန်းချောင်းထဲကအစိတ်အတော့ဂိကိုဖယ်ရှားရှင်းမင်းပေးနိုင်ပါတယ်။ငါကိုခန္ဓာစနစ်ကို အားကောင်းစေပြီးယောဂဖြားနံမှုတွေကနေကာကွယ်ပေးတဲ့အတွက်ပူမိုကျန်းမာစေပါတယ်။ကဲခုဆိုရင်အကျိုးကျေးဇူးတွေတည်သွားပြီဆိုတော့ဘယ်လိုစားသုံးရမလဲဆိုတာထပ်ပြီးပြောပြပေးပါမယ်နော်။ကျမတို့မြန်မာရိုးရိုးအရာအသင်းမောပွင့်ကို ရေနေဖြိုးပြီးငပိရင်နဲ့တော့စားလေရှိပါတယ်။ ခါပြီမဲ့တကယ်ဆွဲမက်စီရအရာတာပါအချို့ကတော့အရွက်ဒါမှမဟုတ်အဖိုးပွင့်ကိုရင်းနေချမ်းလို့ကြိုးထက်ပြီးတောက်တုံးကြပါတယ်ဒီတော့ပြောချင်တာကခါတဲ့အရာတာအကခဏမဲ့ထားပြီးတခါလောက်ရဲရဲတာစားကြည့်လိုက်ပါဒီမောပွင့်ကနေရလာမဲ့ကြီးမားတဲ့ကျမ်းမာရဲ့ကောင်းကျိုးတွေကိုရရှိမှအမှန်ပါပဲရှင် တချို့အချိန်တွေမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကလိုအပ်နေတဲ့အကောင်းဆုံးသောသဘာဝဆေးစွမ်းကောင်းတွေဟာဒီလိုခါတက်တက်အရာတွေဖြစ်နေတတ်တယ်ဆိုတာမမေ့ပါနဲ့နော်။ကျမရဲ့ဗဟုသုတညာအသား like and follow လုပ်ထားပါ။နောက်လဲကျမရဲ့နဲ့ပတ်သက်ပြီးဗဟုသုတရရှိစေမဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတင်ပေးသွားမှာဖြစ်ပါတယ်နော်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။